ခန္ဓာသိဆင်းရဲတယ်လို့မမှန်ကန်ကန်သိရင်အဲ့ဒါဒုက္ခသစ္စာမှာ သစ္စာဉာဏ်ကိုရတယ်လို့ဆိုရတယ်။လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားလို့မမှန်ကန်ကန်သိတယ်ဆိုရင်သမုဒိယသစ္စာမှာသစ္စာဉာဏ်ကိုရတယ်လို့ဆိုရတယ်။လောဘချုပ်ခြင်းသည်ဒုက္ခချုပ်ခြင်းပဲလို့ဒီရောဓသစ္စာကိုမမှန်ကန်သိရင်ဒီရောဓသစ္စာကို သစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရတယ်။နမဂိရှိပါသည်နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းအမှန်ဖြစ်တယ်လို့မမကန်ကန်သိရင်မဂ္ဂသစ္စာမှာ တစ္ဆာဉဏ်ကိုရတယ်လို့ဆိုရတယ်တစ္ဆာဉဏ်ဘယ်နှပါ၄ပါးတစ္ဆာဉဏ်ပြီးတော့ဘာဉဏ်လို့မှတ်သားဖို့ကိစ္စဉဏ်ဟုတ်တယ်မဟုတ်လားကိစ္စဉဏ်ပြီးတော့ဘာဉဏ်နော်ကတဉဏ်ဒါကတစ္ဆာ၄ပါးရှုတော့မှနေကြည့်မယ်ကျွန်တော်အဲ့ဒါတွေကနားလည်ဖို့လိုတယ်နော်ကိစ္စဉဏ်ဆိုတာဘာကိုပြောတာလဲဘာလို့ရမလဲဆိုတဲ့ကိစ္စကိုသိတာဒုက္ခတစ္ဆာဆိုတာဘာလို့ရမလဲတစ္ဆာတဲ့တို့များ ပိုင်းခြားပြီးတော့သိရမယ့်သစ္စာဟုတ်တယ်နော်အတန်တန်ထွက်ထွက်လာတယ်အဲ့ဒီအတန်ကအကုန်မှန်တယ်ဟုတ်လားနော်ဒုက္ခသစ္စာဟာဘာလို့ရမယ့်ဉာဏ်လို့သိရမယ့်ဉာဏ်သိရမယ့်သစ္စာသမှုရိယသစ္စာကြတော့ဘာလို့ရမယ့်သစ္စာလဲတော့ညာပယ်ရမယ့်သစ္စာဟုတ်တယ်နော်ဒုက္ခနိရောဓသစ္စာကြတော့ဘာလို့ရမယ့်သစ္စာတော့အေးမျက်မှောက်ပြုရမယ့်သစ္စာမကသစ္စာကတော့ဘွားများရမယ့်သစ္စာဒီပယ်ဆိုင်ဘွား အဲ့ဒါကဘာခေါ်တော့ကိစ္စဉဏ်၄ပါးနော်ဒုက္ခသစ္စာမှာကိစ္စဉဏ်သုခရသစ္စာမှာကိစ္စဉဏ်ကတဉဏ်ဆိုတာကတော့တိတရားရှိတဲ့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိပြီးသွားပြီပေတရားရှိတဲ့သမုဒယသစ္စာကိုပယ်ပြီးသွားပြီမျက်မှောက်ပြုတရားရှိတဲ့ဒိရောသစ္စာကိုမျက်မှောက်ပြုပြီးသွားပြီပွားများတရားရှိတဲ့မဂ္ဂသစ္စာကိုပွားများပြီးသွားပြီလို့ဆိုတဲ့မဉဏ်ဖို့ဉဏ်ကို မညာပုညာဆိုတာကိုကတညာလို့ပြောတာအဲ့ဒါကတော့အစဉ်အတန်အမြင့်မားဆုံးပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တစ္ဆာ၄ပါးကိုတိမယ်ဆိုလို့ရှိရင်အလွန်တရာအကျိုးကျေးဇူးများတယ်တဲ့ကြောင့်တစ္ဆာ၄ပါးကိုအနည်းဆုံးတော့တစ္ဆာညာနဲ့တော့တိဖို့မလိုဘူးလားလိုတယ်